မြတ်စွာဘုရားတတော်ရှိစေအရွယ်ရောက်လာတဲ့အခါမှာရှင်သာရိပုတ္တရာကသစ္စာမုံလာပြီနေပါပြိဋိဘံဆံသွားတယ်။အရှင်သာရိပုတ္တရာပြိဋိဘံဆံပြီးတဲ့နောက်နောက်နှစ်ပတ်လောက်မှာရှင်ပေါကလန်ကကာလတိလာလို့ဆိုရဲခရနာက၆တောင်ပေါ်မှာထွားတဲ့တရင်သုံးနေတာ ိုသကရဝိုင်းပြီးတော့လူသက်ခံလိုက်ရတယ်ပေါ့နော်အဲ့ဒီမှာတလာထဲမှာရှင်သာရိပုတ္တရာကလာပြီးနေမှာပြိဋိဘံဆံသွားတယ်လာခွေနေမှာရှင်မောကလသောမုံလာခွေနေမှာရှင်မောကလလူသက်ခံရတယ်တစုံတစ်ခုသောဘဝတုန်းကသူဟာမိဘကိုစော်ကမ်းပေးခဲ့တဲ့အဖြစ်နဲ့ရှင်မောကလရဟန္တာဖြစ်ပြီးနောက်ဆုံးဘဝမှာလည်းပဲသူသက်ခံရတယ်ဆို တော့အဲ့ဒီလူတတ်တဲ့ပုဂ္ဂိုလ်တွေကဘယ်သူတွေတုံးလို့ဆိုတတ်ဖို့တိုက်တွန်းငွေချေးနဲ့ငားရမ်းခြင်းခံရတာတော့ဒီအခုခေတ်တောင်ရှိတယ်အိန္ဒိယနိုင်ငံမှာခုံတာဆိုတဲ့လူဆိုးတွေရှိတယ်ပတ်စံနေနေရရင်လှုပ်တယ်ဘာလှုပ်ခိုင်းခိုင်းပတ်စံနေပြေးလိုက်ရင်လှုပ်တာလေနော်လူဆိုးတွေရှိတယ်အဲ့ဒီတော့ကလည်းလူဆိုးကိုငှားလိုက်တယ်ငွေတစ်ထောင်ပေးတယ် ဝေဒတောင်ပေးပြီဘသူတွေကငှားရတော့ဆိုဒီရာဇဂျူမြို့မှာရှိတဲ့ဖာသာချားတဲ့ကနက္ခသမဏလို့ဆိုဝိလစ်စလိယဟန်နေဖာသာချားယဟန်နေကနေပြီးတော့ရှမောကလန်ရှိသည့်အတွက်ကြောင့်မြတ်စွာဘုရားရဲ့သာသနာပို့ပြီးတော့စိတ်ကားနေတယ် သူ့ကိုအကြောင်းပြုပြီးတော့သူတို့ဟာကြောက်ကြမှုတွေဆုံးရှုံးတယ်လက်လက်ပါတွေဆုံးရှုံးတယ်ရှင်မောကလန်ကိုရှင်းပြလိုက်လို့ရှင်တော့သူတို့ပို့ပြီးတော့သူတို့ဘဝတိုးတက်လာလိမ့်မယ်လို့ထင်တယ်အတွေးကိုစဉ်းစားကြည့်နော်ရှင်မောကလန်ဘလို့ရှင်မောကလန်ကြောင့်ဘုရားသာသနာဟာမျက်နှာရနေတယ်ဒီကိုတော့မရှိရင်တော့ငါတို့မျက်နှာရလိမ့်မယ်လို့ထင်တယ် ကိုခေတ်လူတွေလည်းအဲ့ဒီပုံစံမျိုးတွေရှိတာเนาะဘယ်သူရှင်းပြလိုက်လို့ရှင်းပါဘာဖြစ်လိမ့်မယ်လို့စိတ်ထဲမှာထင်အဲသူတို့အတွက်ဆူညောင်းခလုံးလို့ထင်ပြီးတော့ရှင်မောက်ကလန်ကိုရှင်းပြဖို့သူတို့ကစိတ်ဝင်စားတယ်။ဘာကြောင့်ရှင်းပြချင်တာတော့ဆိုရှင်မောက်ကလန်ကတကူအဋ္ဌိဘအမတန်ကြီးမားတဲ့ပုဂ္ဂိုလ်ဆိုတော့သူကခရီးတေသစာရီ ငရဲပြေးသွားတယ်ဘသူဖြစ်ပါလေလုံးလုံးငရဲကြနေတယ်ဆိုတော့ပြန်ဟောတယ်နတ်ပြေးသွားပြီးတော့ဘသူကပြန်နတ်ပြေးရောက်နေတယ်ဆိုတာလေပြန်ဟောတယ်ပြန်ဟောတော့လူတွေဟာငရဲကြမဲ့အလုပ်တွေရှောင်ကြတယ်နတ်ပြေးရောက်တဲ့အလုပ်တွေစူးစမ်းကြတယ်လူတွေဟာရှမောကလန်ဟောပြောပြီးတော့လက်တွေ့ပြလို့ငရဲရောက်မှလည်းကြောက်ကြတယ်နတ်ပြေးရောက်ဖို့လည်းစူးစမ်းလာကြတယ် ဘုရားရသော်ရဲ့သာသနာတော်ကိုပို့ပြီးတော့ချီးညိုလေးစားလာကြတယ်။အာကူလာကြတဲ့အနေထားမျိုးတွေရောက်တော့ကိုတစ်ဖက်ကမနာလိုစိတ်တွေဖြစ်လာ။မနာလိုစိတ်တွေဖြစ်ရှမောကလန်ညောက်ဘုရားသာသနာပို့ချပွားနေတယ်။အဲ့တော့ရှမောကလန်ကိုရှင်းပြရမယ်ဆိုလူမိုက်တွေငှားပြီးဝေးတထောင်ပေးပြီးတတ်ခိုင်းတာပဲအဓိကနော်။ဝေးပေးပြီးတတ်ခိုင်းတာ။ရှမောကလန်ဟာပထမ တက်လာမှာလူသားသမားတွေလာတာကိုသိတော့တကိုးတော်နဲ့တိတ်တဆိတ်ရှောင်းတိန်နေလိုက်တယ်။ကျောင်းထဲဝင်တော့ရှာလို့မတွေ့ဘူး။နောက်ဒုတိယလာမှာလည်းပဲထို့တူပဲလူ900လာရောက်ဝိုင်းတဲ့အခါမှာလည်းပဲကောင်းငင်ကနေတွေ့ပြီးတော့ပျောက်သွားတယ်။တတိယလာပိုင်းရောက်တဲ့အခါကျတော့စဉ်းကျင်စဉ်းစားကြည့်တယ်သူရဲ့ကံကြမ္မာဟာ ကံစိုးဟာအကျိုးပေးဖို့ငင်းလာပြီဆိုတော့သိတော့အဲ့တတရားအချိန်ကျတော့သူကမတိန်တော့เจ้าနဲ့ပါပဲအမိခံလိုက်တယ်တကူရှင်ဖြစ်ပြီမယ်လို့အမိခံလိုက်တဲ့အခါဖမ်းပြီးတော့ရှမောက်ကလန်ကိုကြည်ကြည်ညက်ညက်အယိုးတွေပါကြည်သွားဒီနှိမ့်ဆက်ကြနောက်ဆုံးမှာအယိုးတွေဟာအကုန်လုံးမှုန့်မှုန့်ညက်ညက်လို့အတွင်းသားတွေကုန်ကြည်ပြီးတဲ့အခါမှာ ရှင်မောကလံကိုချုံမောပြစ်တင်ပြီးတော့သူတို့အလုပ်ပြီးသွားကြတယ်ပေါ့နော်ရှင်မောကလံကိုတတ်လိုက်တယ်သို့သောရှင်မောကလံဟိုပြိနေပါမဆန်းသေးဘူးအယိုးတွေကုန်ကြေးပြီးတော့နေတော့စိတ်ဆွမ်းအားတွေကိုပြန်ပြီးတော့ဆူဆီးလိုက်ပြီးတဲ့အခါမှာခိတ္တခဏ နာကြကျင်နာရီအယိုးရီခြေနေတာတွေစိတ်ဆွမ်းအားနဲ့ပြန်ပြီးတော့လှုပ်လိုက်တဲ့အခါမှာသွားနိုင်တဲ့အနေအထားမျိုးတွေပြန်ရလာအဲ့ဒီမှာမြတ်စွာဘုရားစီရှောင်းအောင်သွားပြီးဘုရားကိုခရော့ခရော့ပြီးတဲ့အခါမှာမြတ်စွာဘုရားကိုခွင်တောင်းပြီးအဲ့ဒီကာလသီလမှာပဲပြန်ကြွလာပြီးပြိဋိဘံဆံသွားတယ်အဲ့ဒီဆက်လာအဲ့ဒီခါမှာ ရှင်မောကလံအသက်ခံရတယ်ဆိုတဲ့တရင်ကဟိုးလေးတကျော်ဖြစ်သွားတော့အစတသမင်းကြီးကစုံလိုင်းရေးတွေထောင်းလိုင်းရေးတွေရှုပ်ဝဲဆိုတာလူတွေကြားထဲမှာချတာအမှုတစ်ခုပေါ်ဖို့ရအတွက်သူကတိတ်တဆိတ်ထောင်းလန်းတာလူအတိုင်းဝိုင်းမျိုးစုံတွေမှာထောင်းလိုင်းရေးတွေလွှတ်လိုက်တာလွှတ်လိုက်တဲ့အခါခொနာကလူတန်းလို့ရတဲ့ငွေနဲ့အဲ့ရဲ့ဝိုင်းမှာအရက်တော့ကြတယ် အရက်တော့တဲ့အခါကျတော့အရက်မူးတော့ကျွဲကိုပေါ်သွားလို့ပဲထရင်မူးတော့ကျွဲကိုပေါ်သွားအဲ့လူတွေကအချင်းချင်းသူတတ်တာငါတတ်တာမင်းတတ်လို့ရတဲ့ငွေနဲ့တောက်တာမဟုတ်လားဆိုပြီးအရက်သမားတွေအချင်းချင်းပြောကြဆိုကြတဲ့အခါမှာတိတ်တဆိတ်လူကြတဲ့ဝင်ပြီးထောင်းလန်းနေတဲ့လူတွေသူတို့ဖမ်းဆွဲလိုက်အားလုံးခိုးသား900အကုန်လုံးပြီးပြင်းကြီးစီရောက်တော့အခါကျတော့ ဖီးကြီးကစစ်စစ်မေးမြန်းတဲ့အခါသူတို့ပတ်ဆံရလို့တတ်တာပတ်ဆံပေးတာဘသူတွေတုံးဆိုပိုလစ်စနစ်နေတဲ့နက်ခသမနာဆိုတာတွေကခိုင်းတာပါဆိုအဲ့ဒီဟာတွေလည်းဂုံဖန်းခိုးသံဃာရလည်းဖန်းဖန်းပြီးတဲ့အခါရှင်ပြေမှာလေဝင်းလောက်ထီအောင်အကုန်လုံးပြုတ်ပြုတ်ပြီးကောက်ရိုးတွေနဲ့အကုန်ဖုံးပြီးမီးရှို့ ိရှုပ်ပြီးတဲ့အခါကျတော့မှထဲသွားနဲ့အကုန်လုံးထုံပြီးတော့ပြစ်တယ်။ဒါသူတို့ရဲ့အပြစ်ထံခံရရတာပေါ့နော်။အလုံးရှေးခေတ်တုန်းကတော့လူတွေကြောက်ရွံ့အောင်ဆိုပြီးတော့ပြစ်ထံပေးတာရက်ဆက်တယ်။ခနေ့ခင်းမှလည်းပဲတချို့နိုင်ငံတွေမှာလူရှေးသူရေးရှိမှတနတ်နဲ့ပြစ်ထားလည်းရှိတယ်။ဒါနဲ့ခေါ်တာလည်းရှိတယ်။ခနေ့ခင်းမှလည်းရှိတာပဲနော်။ခနေ့ခင်းမှရှိတယ်။အဲ့ဒီခေတ်ကတော့လူတွေအလုံးသိရအောင်ဆိုပြီးတော့ ရှားသောသားတွေကိုဖမ်းပြီးတော့အဲ့လိုလှုပ်လိလှုပ်တာရှိတခါတည်းလူတထောင်လောက်ကိုတည်ရန်ချပြီးတော့အကုန်လုံးတပ်ပြစ်လိုက်တယ်ဘယင်းညံ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာသူတို့အခုလိုလက်တွေ့ခံရတာဟာမပြစ်မှားတတ်တဲ့ပုဂ္ဂိုလ်တော့ပြစ်မှားလို့ခံရတာဖြစ်တယ်ဆိုတာကိုတတိတရားထားဖို့မြတ်စွာဘုရားဆုံးမတဲ့အနေနဲ့သင်္ကန်းစာပေးတဲ့အနေနဲ့နောက်ပုဂ္ဂိုလ်တွေ 妈妈咪啊，也顺便说话好给你。